တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာ လွင်ဦးကွဉ္ဏကုန်းရဲ့ကျွဲနဲ့နွားတိုက်ပွဲဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်လောကဝဲကျွဲနဲ့နွားတိုက်သည်ဟုပြောလျင်ရည်စရာဖြစ်သဘောထားကြပေလိမ့်မည်အဘဲကြောင့်သို့သော နွားသည်ခွန်အားပလသေးငယ်သည့်ပြင်ကျွဲလောက်ကျိုးမရှိထို့ကြောင့်မြည်သည့်နွားမဆိုးကျွဲကိုခံ၍မဝှေ့ဝုံမီအဝေးမှရှောင်ပြေးကြသည်သာဖြစ်သည် ထို့ကြောင့်ကျွဲနေနွားတိုက်ပွဲလုပ်သည်ဟုဆိုလျင်ရည်စရာအဖြစ်ပြောသည်ဟုထင်ကြပေလိမ့်မည်ထို့သောမူပင်မြို့နယ်ထျော်ပေချောင်းရွာတွင်ကျွဲနေနွားတို့၏ဝှေ့ပွဲခတ်ပွဲသို့မဟုတ်တိုက်ပွဲကိုအမှန်တကယ်ကျင်းပခဲ့သည်ကျွဲမြီမှာဂါးကြီးဖြစ်၍နွားမြီမှာငွေမောင်းဖြစ်သည် ထိုစဉ်ကအလန်နီများကြီးစိုးနေခြင်းဖြစ်ပြီးအလန်နီများသည်ကျွဲတိုက်ပွဲနွားတိုက်ပွဲများကို အလွန်ဝါသနာပါကြသည်သူတို့ကိုယ်တိုင် တိုက်ကျွဲတိုက်နွားကို မွေးမြူပြီးလျင်ကျွဲတိုက်ပွဲ နွားတိုက်ပွဲများကိုဥစည်းကျင်းပလေရှိသည်ထိုစဉ်ကကျွဲတိုက်ပွဲနွားတိုက်ပွဲများသည် ARD မြဝကျုံမော်ဒေသတွင် အလွန်ခက်စားခဲ့ပူသည်ကျွဲကျွဲချင်းတိုက်သောခတ်သောပွဲသည်လည်းမထူးဆန်းပါထို့အတူနွားနွားချင်းဟွေသောပွဲသည်လည်းမထူးဆန်းမီ သို့သောအလန်နီများသည်ကျွဲနေနွားတိုက်မိဟုထူးထူးဆန်းဆန်းကြေညာလိုက်သောအခါလူများအထူးစိတ်ဝင်စားကြလေသည်ဂါကြီးကို အလန်နီများကပိုင်သည်ဂါကြီးသည် နမဲကြီးသောတိုက်ကျွဲတကောင်ဖြစ်သည်လွန်ခဲ့သောနှစ်ကသာကြုံတိုင်းကိုတခါရှုံးမှုသည်ကလွဲ၍ကြံပွဲများဝယ်အနိုင်ကြီးသာဖြစ်သည်ကျွဲခတ်ကောင်း၍ဗလာလဲတောင်းသည်ငွေမောင်းဆိုသောနွားသည်ထယောပေချောင်းရွာမှ ကိုလှငွေပိုင်သည် ဂါးကြီးသည်ကြုံတင်ရွာမှဖြစ်ပြီးရွာနီးချုပ်ဆက်များပင်ဖြစ်ပါသည် အနီးနားဝယ်လဲထိတ်လေးလံပင်ညောင်ဝိုင်းလီစသောရွာများလည်းရှိသည်ငွေမောင်းသည်ငွေရောင်ဆွတ်ဆွတ်ဖြူတကဲ့သို့အဖြူရောင်ရှိသည် သူ့တွန်တန်းသည်မောင်းတလုံးကိုတီးလိုက်တကဲ့သို့တာယာနာပြောပွဲကောင်းသည့်အတွက်ငွေမောင်းဟုခေါ်ခြင်းဖြစ်သည် အမြင့်နှစ်တောင်တော်နှင့် လက်ချောက်သည့်ရှိသည်အလျားကောင်း၍ဂွင်ခွတောင်းသည် ဥလာငွေဤငယ်မွေးချမ်းပေါတိုင်နွားနှသောကြီးဖြစ်သည်ငွေမောင်းသည်နွားဝေလဲကောင်းသည်ရုပ်ရည်လဲတန့်ပြန့်သည်သို့တော်၎င်းဤအာနေချက်မှာတခင်မှလွဲ၍အခြားလူကင်မရာခြင်းပင်ဖြစ်သည် လူစိမ့်သူစိမ့်များအနာမှဖြတ်သွားလျင်ဝှေ့တတ်သည်ငွေမောင်းဝှေ့၍ဒဏ်ရာရသောသူများမနေတော့ထို့ကြောင့်ငွေမောင်းချီထားရာနေရာတဝိုက်သို့ကလေးလူကြီးမြည်သူများမတော်ရဲကြကြီးမူပင်မြို့နယ်တွင်လူဖွေသောနွားများရှိရာ အချို့နွားများဆိုလျင် နေ့စဉ်မိမိကိုကြွေးမွေးနေကြသခင်ကိုပင်လစ်လျင်လစ်သလိုဝှေ့တတ်ကြသည်အလင်းသိမ့်၍နှက်ကျော်ဆိုသောနွားချောင်းပြော့ပြလိုသည်နှက်ကျော်သည် ပေချောင်းရွာနီးညောင်ဝိုင်းလေးရွာမှဖြစ်သည်နှက်ကျော်သည်ခြံပေါက်မဟုတ်သူများထံမှအကျွေးဖြင့်တင်ထားသောနွားဖြစ်သည်နှက်ကျော်ရောက်လာစတွင်သခင်ဖြစ်သူကိုကျော်အောင်က အထာမသိ၍စိတ်ချလက်ချနွားသာထဲ့နေစဉ်နောက်မှဂျိုးဖြင့်ကလော်လိုက်ရာ နွားသားကွက်ပေါ်မှတပတ်ကျွန်းလေကတစ်ဖက်သို့ပြစ်ကျသွားလေသည်တို့ဖြစ်၍နောက်ပိုင်းအစာကျွေးရ၌သတိထားကစက်ခွက်တစ်ဖက်မှကျွေးရလေသည်နှက်ကြောကိုစက်ခွက်မှထုတ်၍အပြင်သစ်ပင်ရိပ်အောက်တွင်ခြိထားပါက အခြားနွားများကဲ့သို့ခြိကျိုးမှဆွဲသွား၍မရပေနဖားကျိုးမှမြဲမြဲကင်ကလက်တစ်ဖက်က ခြိကျိုးကိုကင်၍ဆွဲသွားရ၏ခြိတိုင်ရောက်လျင်လက်တစ်ဖက်ဖြင့်နဖားကိုမြဲမြဲကင်ထား၍ကြံလက်တစ်ဖက်ဖြင့်အသေးချာခြိရသည် စိတ်ချရပြီဆိုမှ နဖားကင်ထားသောလက်ကိုလှုပ်ပြီးလွတ်အောင်ခုံရှောင်ပြေးရသည်သို့မဟုတ်ဘဲနဖားကျိုးကိုလှုပ်ခါလက်နှစ်ဖက်ဖြင့်ကျိုးချီမိပါကဖိဝေခံရတတ်သည် တရေမြိုင်ရွာတွင်လည်းမြက်ကြားဆိုသည့်နွားတကောင်ရှိသေးသည်ထိုနွားသည်နွားကျွေးစဉ်အပြင်ထုတ်စဉ်လှဲ့တက်စဉ်မြည်သောမှဒုက္ခမပီလှဲ့တက်ပြီး၍တဘိုးမှဖြုတ်ပြီးဆိုလျင် ထိုဖြုတ်သူကိုဝှေ့တတ်သည် ထို့ကြောင့်လှဲမှဖြုတ်ပြီးသည်နှင့်ထိမိထိရာကို အသင့်ရှိသောတဘိုးကြီးနှင့်ဥအောင်ရိုက်ရသည် ထို့သောရိုက်ခံရလျင်လဲထွက်သွားပြီးလူကိုပြန်မလုရဲပဲထွက်သွားတော်သည်ထို့သောမဟုတ်ပါကလဲဖြုတ်သူဖိ၍အဝိခံရတော်သည်မြတ်ကြားဤသခင်ငွေဆိုးကအချက်တည်သူပြီးပြီးထုံသည်ဖြစ်စေကောက်လှိုင်းတိုက်သည်ဖြစ်စေတခါဖြုတ်လျင် တခါရိုက်နေကြဖြစ်သည်တခါကညောင်ပိနေရွာဖျားပွဲသူပွဲသွားကြည့်ကြရာငွေဆိုးညီမကေတီနှင့် ရွာထဲမှာတီတာခင်မောကြီးမတ်ကြီးခိုင်းစသောကုန်းအောင်ကိုင်းအပြူကြောတိုက်လဲပါသည်ညောင်ပိန်းတဲ့ရွာမှငွေဆိုးနေညီကိုပမာခင်သောလှရှောင်းတို့အိမ်တွင်တဲသည်လှရှောင်းကငွေဆိုးတဲ့ငယ်သော ကာလသားပေါ့ပိုးကောင်ပန်းကောင်သောအရွယ်ဖြစ်သည် အိမ်တွင်ငွေဆိုးတို့လာမြည်သည့်၍ဟင်းကောင် ချက်ပြုတ်ခါ အသင့်ပြင်ထားသည်ငွေဆိုးတို့လှဲဆိုင်သောခါ လှရှောင်းသည်အဝိအစားအသည်များဝိခါရေမွေးနံပေါန်နာနှင့်တင်းတင်းဖြင့်ပိုးရီပန်းရီဟန်ရီပြာရင်ငွေဆိုးတို့လှဲကိုကူး၍ဖြုတ်ပေးလေသည်ငွေဆိုးကလည်းပွဲချောင်းမေးရင်မြက်ကြားဝှက်တဲ့ဒီကိုမပြောမီပဲအမှတ်တမဲ့နေလိုက်မိသည်လှရှောင်းကလည်းအခြားနွားများကဲ့သို့လှဲမှဖြုတ်လေရာလှဲတဘိုးမှကျွတ်သည်နှင့်တပြိုင်နက်လှရှောင်းကိုဖိ၍ဝှေ့လေတော့သည်တီတာတို့ဝိုင်းအော်မှလှဲ့ကြည့်လိုက်ရာအဝိအစားအသည်များနှင့်လှရှောင်း ဖုန်ထဲဝယ်လှင့်၍နေလီတော့သည်အားလုံးကဝိုင်းမောင်းဝိုင်းရိုက်မှသာမျက်ကြားထွက်ပြေးသွားသည်လှရှောင်း၏မဟာအဆက်တော်လဲကွဲတော်သည်နွားသူနွားညင်များသည်ဤသည့်ပင်ဒုက္ခပေးတတ်လေသည် လူမျိုးမျိုးစိတ်အထွေထွေစုတကဲ့သို့ပင်နွားတို့၏စိတ်နေစိတ်ထားလဲအမျိုးမျိုးရှိကြလေသည် အချို့နွားများသည်သဘောကောင်းကြတဲ့ကဲ့သို့တင်းကြီးခံတတ်ကြသည် အချို့နွားတို့ကအနာပင်အကက်မခံ။ အနာဂတ်ဒီနဲ့တရှူရှူတရှဲရှဲလှုပ်တတ်ကြသည်ချိန်ထုံသောကြောင့်ဘာလှုပ်လို့သဘောကောင်းသောခတ်နှုံနှုံခတ်ထိုင်းတိုင်းနွားများရှိတဲ့ကဲ့သို့ပင်သဘောကောင်းသောလဲတဘိုးကောင်းသောချိန်ဆက်သောဝင်ယုံတန်သောနွားများကိုလဲတွေ့ဘူးသည် တရှူရှူတရှဲရှဲနဲ့ယခုပင်လက်၍ဝှေ့တော်မလို့ခတ်ဆက်ဆက်နွားများသည်တဘိုးကောင်းသည့်နွားကများသည်သို့သောတဘိုးမတက်ခင်ရှူရှူရှဲရှဲနဲ့ယခုပင် ခုံပေါက်ခါ ကောင်းငင်ပြန်တက်မလို့နွားများသည်လဲတဘိုးတဲသို့ရောက်သည့်အခါသူများနောက်မှလေးကံကြံ့ရစ်သောနွားများကိုလည်းတွေ့ဘူးသည်နွားတို့ဤစိတ်နေစိတ်ထားကအမျိုးမျိုးပင်ဖြစ်သည်အချို့နွားများကလူများကဲ့သို့ပင် ရောင်တတ်သေးသည်တပြေးအိုင်မှကြောက်စိမ့်ဆိုသောနွားသည်ခေါင်းပတ်မှသွားလျင်ဘာမှမလုပ်ကြိုက်သလိုကန့်၍ရသည်သို့သောဖင်ပိုင်းမှဖြတ်သွားလျင်ကန့်တတ်သည်ကြောက်စိမ့်သည်နွားကန်သလိုမကန်မြင့်ကန်သလိုဆုံးကန်သည် သို့သောသူ့ကိုအတိပေး၍စုတ်သက်သွားလျင်တော့မကန်တတ်ပေအမတ်တမဲဖြတ်သွားလျင်လန့်၍ကန်တတ်သည်တခါကတဖက်ရွာမှတရိတ်ဆန်ဆေးကုဆရာဝန်ကိုခင်ထွန်းသည် နွားများကိုထောင်တန်းကာကွယ်စေးလာထိုးသည်ကြောက်စိမ့်တို့ယုံနေသူတကောင်ပြီးတကောင်ဝင်၍ဆေးထိုးသည်ရင်းသူဆေးထိုးနေသည်ဖြင့်နွားများသည်ကြောက်လန့်၍တဝုံဝုံဖြစ်နေကြသည်ကြောက်စိမ့်လန့်၍ကန်တတ်ကြောင်းကိုတခင်ကြောင်မြင့်ကပြောမိပြုစဉ်ကိုခင်ထွန်းကကြောက်စိမ့်နောက်ရောက်သွားသည် ထိုးစဉ်ကြောက်စိမ့်ကလန့်ကားဇုံကံပစ်လိုက်သည်ကိုခင်ထွန်းလဲကြောက်စိမ့်ကိုစေမထိုးရဘဲနွားတဲထောင်းတွင်ခွေခွေလေးဖြစ်နေတော့သည် ရွာထဲမှာသူနာပြုဆ iam မကိုခေါ်၍ကိုခင်ထုံးကိုသာစေထူစေထဲ့လုပ်ပေးလိုက်ရသည်သို့သောနွားသည်လူများပေါ်တွင်သာမဖြစ်ညစ်ကြဲနှင့်နှိမ့်ဆက်ကလူပြုတ်ရကြတော်လဲသူ့ကိုရံပြုတ်တတ်သောတားရဲကြီးများအပေါ်၌ကထိရောက်စွာပြန်လဲတိုက်ခိုက်ခြင်း သူတွေကိုယ်တွေဖွေခြင်းခုခံခြင်းတို့ကို မပြုလုပ်နိုင်ပါအထူးသဖြင့်ခွန်အားကြီးမား၍လျင်မြန်ဖြက်လက်သောကြားရဲကြီးများကိုထိရောက်စွာမတွန်းလှန်နိုင်ပေကြားနှင့်တွေ့သောနွားသည်လွတ်အောင်ပြေးနိုင်လျင်ပြေးမပြေးနိုင်မှာကကြားသာဖြစ်ရသည်ထို့ကြောင့်နွားကွဲလျင် ကြားဆွဲသည်ဆိုသော စကားပုံပင်ရှိသည် ခိုင်းနွားကြီးများကြားကိုအဖဲ့ကြောင့်မနိုင်ရသည်နည်းဆိုပါမူကြားကိုနိုင်လောက်သောကြားကိုတေလောက်သော လက်နက်မရှိခူး၍သာ ဖြေရပေမည်။နွားဦးကျိုတထွာတမိုက်သည်ကြားကိုမသေးစေနိုင်ပါ။ကြားဆိုသောတရဝသည်ခွန်အားကြီးမှလျင်မြန်သလောက်အသက်ပြင်းလာပေရာ။နွားသည်ကြားကို အသေးမတက်နိုင်ပါ။ကြားတစ်ချက်အခဲခံရလျင်နွားသည်တချီထဲနှင့်ကိစ္စချောပေသည်။ထို့ကြောင့်နွားသည်သူရတတိပန့်ရှင်မဟုတ်။လူကုန်မဖြစ်ညစ်ကြေဒုက္ခပေးယုံဂလန်ကဆန်လုတ်ယုံစိတ်နောက်ဆက်ပေးယုံသာတတ်နိုင်သောတရဝဖြစ်ပေသည် သို့သောကြွဲကားထို့သို့မဟုတ်ကြွဲပိုင်ဆိုင်သောဥโจလက်နှက်သည်နှစ်ပေကန့်ရှိလျာလူကိုတစ်ချက်သေးဖြင့်သိစေနိုင်လေသည်ဤကဲ့သို့လူကိုကြွဲခတ်သေးသောသတင်းများလည်းအနှံ့ပြားကြားသိခဲ့ရပေသည်အေယာဝတီမြဝကျုံမော်ဒေတာတွင်နွားကိုနှစ်သက်မျက်နှိုးစွာမွေးမြူကြသကဲ့သို့စည်ရိတ်ကုန်းချနေသောကြွဲကိုလည်းလက်မလွတ်နိုင်ကြပါပြီ။နွားသည် ကောက်ရိုးဖွဲ့နှုဇကွဲပဲပတ်စသဖြင့်ကြွေးမွေးရသောအစားအစာများသည့် လွန်စွာအကုန်ကြများလာပေသည်ကျွဲမူကားလဲထွန်ချင်းတွင်လဲတဲ့နှင့်လဲကတဲ့များမှမြန်များနှင့်ပြီးနိုင်တဲ့ကဲ့သို့လဲလုံငန်းပြီးပါကလည်းတော်တဲ့ဝဲလွတ်ကြောင်းခြင်းဖြင့်ကုန်ကြစီတက်တာနိုင်သည်သို့သောနှွေလုံငန်းတွင်နီးလာ၍တော်တဲ့မှ ခိုင်းကျွဲများကိုပြန်ဖမ်းသောအခါဝဲအန်ရည်ကြီးလာသည် အချို့ကျွဲများသည်တောစိတ်အရင်းစိတ်များဝင်၍အဖမ်းမခံမဲလူကိုပြန်ခတ်လေရှိသည်တောတလီတောပြောဖြစ်ကတောစီသည်ဟုပြောကြသည် အမှန်မှာတောစိတ်ဝင်းကျင်တာဖြစ်သည်မုတ်လုံငန်းပြီး၍တောထဲတွင်လေးလာကန်လွတ်ထားရမှတောစိတ်ဝင်သွားကျင်တာဖြစ်သည်တောစိတ်ဝင်သောကျွဲကိုဖမ်းရာတွင်တောထဲမှမိမိဖမ်းလိုသောကျွဲကိုလူအုပ်ဖြင့်မောင်းတင်၍ဖမ်းမိသူကတစ်ပင်များလှဲများကို အကာအကွယ်ယူ၍လွန်ကျိုးဖြင့်ဥကြိုကိုပစ်ဖမ်းရသည်ဥကြိုကိုစွတ်မိသောအခါတွင်၎င်းကျိုးစာကိုတစ်ပင်တွင်ရစ်ပတ်၍တစသည်ဆွဲယူရသည်တစ်ပင်နာကပ်မိသောအခါတွင် နှကောင်းကတော့ထိုး၍နှဖားကြိုးထိုးယူရလေသည်နှကောင်းကတော့ထိုးသည်ဆိုခြင်းမှာနှကောင်းကိုကြိုးကွင်းဆွ၍ခြိလိုက်ခြင်းဖြစ်သည်အချို့ကျွဲဖန်းတော်သူများသည်ကျွဲကိုကြိုးကွင်းဆွပြီးသည်နှင့်၎င်းကြိုးကိုဆက်ခနဲလှုပ်လိုက်ခြင်းဖြင့်နှကောင်းဝယ်နှကောင်းကတော့ထိုးပြီးသားဖြစ်နေပေသည်လွန်စွာကြည့်၍ကောင်းလှသည်သောသောရင်းသူကျွမ်းကျင်သူမျိုးကတရားတွင်တယောက်မရှိပေ။ဂျိုးကိုဂျိုးကွင်းဆိုပြီးနှကောင်းကတော်ထိုးပြီးလျင်ကိစ္စကပြီးသလောက်ရှိပေပြီ။ ဂျိုးကိုဂျိုးကွင်းဆိုရာတွင်လူနှစ်ကျွဲသည် သူနိုင်ကိုနိုင်အပြိုင်ကျဲကြရသည်လူကတစ်ချက်မှလျင်ကျွဲဂျိုးဖျားတွင်ပါသွားပေလိမ့်မည်လူကကျွမ်းကျင်လင်းမြန်း၍ပညာသာပါပါကကျွဲကိုခြစ်တုပ်ပြီးနဖားဂျိုးထိုး၍လူရခိုင်းနိုင်ပေပြီ အချို့ကမူရှွန်တော်နုံတော်တဲ့သူမောင်းချပြီးနုံကြုံ၍မလှုံနိုင်ဖြစ်မှသာဂျိုးကွင်းပစ်ဖမ်း၍နဖားဂျိုးထိုးကြသည်ဤနီးကပို၍အန္တရာယ်များသည်ကျွဲသည် ရှွန်နေစင်းမလို့လုတ်ပြီးမှ လူကိုပြန်လိုက်တတ်သည်အလွန်တန်မာသောကြွဲကြီးများဖြစ်ပါကရွှွန့်မကြွမဲလူသာရွှွန့်ကြွန်ကအခက်ခံရတတ်သည်ကြွဲသည်မဲမဲမြေရာခတ်ချင်၏ရန်လို၏ကြွဲတဲ့ထရံများဆိုလျင်တခုမှအကောင်းမရှိလက်လန်းမီယာအကုန်ခတ်ပစ်သည် မပြောပင် တွေ့လျင်အလွတ်မပေအမြင့်ပါမကြံအောင်ခတ်ထုတ်ပစ်သည်ထိုသို့သောကြွဲတရွာကိုတွေ့သောကြားသည် ချမ်းသာမပေဖန်းစားမြဲသာဖြစ်သည် သို့သောကျွဲသည်နွားကဲ့သို့လွယ်လွယ်နှင့်အရှုံးမပီးအညံ့မခံလွတ်ပုံမပေါ်ပါကထွက်မပြေးပဲတေသည်ထိတဲတဲမဲမဲခုခံတိုက်ခိုက်တတ်ပေသည်နွားဝေရီတေသောကြားမရှိတော့လဲကျွဲခတ်၍တေသောကြားရှိခဲ့ဘူးသည်ကြားကိုအသေးခတ်သက်သောရှားရှားပါပါကျွဲ၎င်းအကြောင်းကိုဖော်ပြလိုသည် မပိန်းတစ်ထုတ်လို့ရေးစခန်းသည် ရှမ်းပြည်နယ်၏အနောက်မြောက်ဘက်အစွန်၌ရှိပြီးရွှေလီမြစ်ဖြတ်သန်းစီစဉ်သည်ရင်းစခန်းတွင်စေအများပြားရှိပြီး တစ်ဆွဲကျွဲကြီးများလည်းရှိသည်ကြောက်ကဘာအစွန်ဖြာ တောဆောင်များတွင်တစ်ထုတ်ရာဆွဲရာ၌စင်သည်အတုံးတက်၍ခီးရောက်တော်လဲမြေပြန့်၌တစ်ဆွဲရာတွင်မူကျွဲတရှင်းသည် စင်တကောင်လောက်အတုံးဝင်ခီးရောက်သည် ထို့ကြောင့်တစ်ထုတ်လုံရည်သည်စင်များကိုလက်မလွတ်နိုင်သလိုကျွဲများကိုလည်းလက်သက်မွေးထားရသည်သို့သောတောကြီးမြက်မဲတဲ့တွင် စင်အတွက်ကြားရန်မပူရတော့လေကျွဲအတွက်မူကြားရန်သည် အတော်ပင်စိုးရင်စရာကောင်းမည်သည် စားနေကြကြောင်မားဖြစ်သောကြားရဲကြီးများသည်တစ်ဆွဲကျွဲများကိုလစ်လျင်လစ်သလိုဆွဲကာပွဲတော်တီမြဲဖြစ်သည်သို့သောစင်စာကျွဲစာသည်တောထဲမှသာရှိသည်လူကရှာမကြွေ ရိတ်မကြွေးနိုင် အလုတ်အားလျင်တောထဲသို့လွှတ်ချောင်းရမြဲဖြစ်သည်ဤသည်ကိုခွင်ကောင်းယူကာကြားကြီးများသည်ကျွဲအုပ်ကိုနောက်မှလိုက်၍ချောင်းမြောင်းက အခွင့်ရွေးရသည်နှင့်ကြိုက်ချီစားတောင်မြဲဖြစ်သည် စင်ကိုဗိုက်ပြေအောင်တောထဲဝယ် ်တစ်ရွက်တစ်ခတ်တစ်ခတ်ဝါနုနှင့်ငပြောပင်တို့ကိုတညာလုံးစားတောက်ပြီးနောက်နေ့နနက်စောစောတွင်ဆင်ပြန်ကောက်ရသည်ကျွဲကုန်မှုအလုတ်သိမ်းလျင် တောထဲသို့လွတ်ကြောင်းပြီးမိုးမချုပ်မီပြန်သိမ်းရလေသည်ကျွဲတို့သည်ကိုင်းရွက်ဖောင်းရွက်တစ်ရွက်မြက်စသည်တို့ကို ရှာဖွေစားတောက်ကြလေသည်မဘိန်တစ်ထုတ်လို့ရေစခန်းဝယ်ဥကြိုင်ကြီးပိုင်သောတန်ခဲနှင့်ဆိုင်ဟူသည့်ကျွဲပေါက်တစ်ဆွဲကျွဲတရှင်းရှိသည် ကျွဲကြိုသည်အပေါ်သို့ခတ်ထောင်ထောင် ရှိသည်ကိုအစွဲအမှတ်ပြု၍စိုင်ဟုခေါ်ခြင်းဖြစ်သည်မဘိန်တစ်ထုတ်လို့ရေးစခန်းဝယ်ဥကြိုင်နှစ်ယောက်ရှိရာ ထောင်ထောင်မောင်းမောင်းဗလကောင်းသောဥကြိုင်ကိုဥကြိုင်ကြီးဟုခေါ်၍ခပ်ပုပုလူကောင်သေးသေးလေးကိုဥကြိုင်လေးဟုခေါ်ကြသည်တနေ့မိုးချုပ်ခန်းဤအချိန်ဝယ်တန်ခဲနှင့်စိုင်ကို တော်တယ်လွှတ်ချောင်းထားရာမှတန်ခဲသည်တရောသောဘာနှင့်တရှူးရှူးမြီက ပြန်လဲရောက်လာတော်လဲ ဆိုင်မာမူပြန်ရောက်လာခြင်းမရှိပေ။နောက်တနေ့တွင်ဆိုင်အတွက်စိုးရိမ်မကင်းဖြစ်၍ဥကြိုင်ကြီးနှင့်တကွဘဝတူကျွဲပိုင်ရှင်များသည်တောထဲတွင်လိုက်ရှာကြရန်စီစဉ်ညလေသည်။သို့သောထိုနေ့ကတစ်လုံငန်းရုံးကြုံမှ အရာရှိများကွင်းစေလာကြ၍လိုက်မရှာဖြစ်တော့ပေ။အရာရှိများပြန်သွားမှသာလှန်ဒါးကိုစီဖြင့်လူအုပ်ကောင်းကောင်းစုကထမင်းတော်ကိုစီဖြင့်ကျွဲပြောက်အရှာထွက်ကြလေသည်။စကမ်းမှာထွက်၍အတော်သွားမိသောအခါဝဲ ရေခမ်းနေသောချောင်းတစ်ချောင်းမှကြောက်ဥတို့လေးဝဲကျွဲတကောင်ဤဖင်မိုင်းကို တွေ့ရသည်ကျွဲကြီးဆိုင်သည် အသက်ရှင်လျက်ရှိယုံမကကျွဲဤခေါင်းမိုင်းသည်ကြောက်ကဘာနှင့်ညက်ခါတစုံတစ်ခုကိုအကျိတ်နှဲခတ်ထားပုံရသည်ကျွဲကောင်းနှင့်ဖိထားသောနေရာတွင်ဝါတာတာနီတီတီအရာဝတ္ထုတစ်ခုကို မထင်မရှားမြင်နေရသည်ဥကြိုင်ကြီးတို့အုပ်စုသည်တစ်ဖက်မှကြွေပတ်ပြီးအနားသို့တဖြည်းဖြည်းကက်ကြည့်သောအခါ ကြားကြီးတကောင်ဖြစ်နေသည်ဆိုင်ကသာတချီတချီဖြစ်၍ခတ်နေတော်လဲကြားကြီးကမူလှုပ်ရှားမှုမရှိဘဲတိတ်ဆုံးနေပြီဥကြိုင်ကြီးတို့သည်လူတန်ပေး၍စုတ်တက်ခါဆိုင်နာသူတို့ဖြည်းဖြည်းကတ်သွားကြလေသည်ဥကြိုင်ကြီးသည်ဆိုင်ဤတဖားကျိုးကိုကင်မိသည့်ခဏ၌ဆိုင်သည်ကြောက်လန့်တကြားဖြင့်နေရာမှတရှူတို့ထွက်ပြေးသွားလေသည်လက်ပြင်၌ထုတ်ချင်းခတ်စူးဝင်နေသောကြားကြီးသည်ဆိုင်ကြိုပေါ်၌ကိုယ့်ရောကာယပါသွားပြီးခက်လန့်လန့်ရောက်မှ တစ်ကိုင်းများဖြင့်ရိုက်မိကပြုတ်ကြကြံရစ်ခဲ့ပေသည်ဥကြံကြီးတို့တွားကြည့်ကြသည့်အခါတောင့်တင်းပြီးအနံ့ထွက်ခါပုပ်ပွားစပြုတ်နေသောကြားသေးကြီးကိုတွေ့ကြရလေသည်မြေပြင်ပေါ်ဝဲထင်ကြံရစ်ခဲ့သောခြေရာလက်ရာများကိုကြည့်သောအခါစိုင်နှင့်တန်ခဲသည့်တောထဲတွင်အတူတူကအစာစားနေကြစဉ်ကြားသည့်ခြုံတော်ထဲမှချောင်းမြောင်းလိုက်ပါလာပုံရသည်တန်ခဲသည့်ကြားကိုအရင်မြင်၍ကိုလိုယုံကထွက်ပြေးခဲ့သည်ဆိုင်ကိုကြားကြီးကပြေးလန်းပိတ်ထားသဖြင့် ပြင်းရန်ခွင့်မသားပဲချောင်းဤကြောက်ကပားကိုဖင်ပေးကာကြားကြီးကိုအသေးလဲခုခံတိုက်ခိုက်ခဲ့ပုံရသည်ကြားတို့မြည်သည်စင်ပြောင်းကျွဲစသောသူ့ကိုအနည်းပေးမြည်ဥဂျိုအဆွဲရှိသောတရွာတို့ကိုတိုက်ခိုက်သောအခါရှေ့မှမခုံအုပ်ပဲအနည်းကင်းသောအနောက်ဘက်မှအလေဝင်က တကောက်ကျောကိုကိုက်ဖြတ်တတ်သည်တကောက်ကျောပြက်၍တရွာဖင်ထိုင်ကျသောအခါမှနောက်မှနေ၍ဇပိုးကိုဝင်ခဲကအသေးကိုက်တတ်တတ်သည် ဤသို့တကောက်ကျော်ကိုအကိုက်မခံရသေးရန်စိုင်းသည်ကပန်းရန်ကိုဖင်ပေးကာခုခံခဲ့ပုံရသည်ကြားကြီးသည် ရှေ့မှအယောင်ပြဘေးမှအယောင်ပြကခြုံတော်ထဲမှကိုယောင်ဖြောက်၍ရှေ့သို့မဲနေသောစိုင်းကိုအလစ်တွင် နောက်မှခိုးအုပ်ခဲ့ပုံရသည်စိုင်းကလည်းရှေ့ကိုသာ အာယုံပြုတ်ပုံပြ၍နားကမူနောက်ဖက်သို့ဆွင့်ထားပုံရလေသည်ထို့ကြောင့်နောက်ပိုင်းမှခိုးအုပ်တန်းကြားသည်နှင့် ရုတ်တရက်နောက်သို့လှည့်ကအာကုန်ခတ်ချလိုက်သည် ကြားကြည့်ဤခုံအုပ်သောအရှင်စိုင်းဤနောက်လှည့်လိုက်သောအရှင်အောက်မှတအားပင်းမြောက်ခါခတ်လိုက်သောအရှင်တို့စုပေါင်းကကြားကြည့်ဤဘယ်လက်ပြင်အောက်မှ ဖောက်ခါညာလက်ပြင်အထက်နားမှဥโจပြားထွက်၍တွားလေသည် စိုင်းသည်ပတ်ဝင်သွားသောဂျူမှကြားကြည့်လွတ်ထွက်သွားမှကြောက်သဖြင့်ကြားကြည့်ကို တောင်ကပယ်ရန်နှင့်ညှက်ခါအတင်းဖိ၍ကတ်ထားလေသည်အစာမစားရေမတောက်ပဲတရက်နှစ်ညတိတိနေပြီးဥခိုင်ကြီးတို့ရောက်လာသောအခါမှာ ြောက်လန့်တကြားထွက်ပြေးသွားလေသည်ကြားကိုခတ်သောကျွဲဟူ၍စိုင်းသည်မဘိန်းသည့်ထုတ်လို့ရေးစခန်းတွင်ရွှေလီမြစ်တရိုးတွင်နာမည်ကြီးသွားလေသည်ကျွဲပေါင်းများသည်တော်ယုံတန်ယုံအနာသူမတိဝင့်ကြသည့်ပြင်ကျွဲရှင်များသည်လည်းသူတို့၏ကျွဲနှင့်စိုင်းကို မတိုက်ဝင်တော့ဘဲနာမည်ကြီးသွားလေသည်ဤကဲ့သို့မဖြစ်ညစ်ကြဲနှွားတို့၏အနယ်ဝင်ငွေမောင်းနှင့်ကြားကိုပင်ခံခတ်ဝင်သောကျွဲတို့၏အနယ်ဝင်ဂါးကြီးကို ထယောပေချောင်းရွာဤနဘေးကွင်းမြင်တွင်နွားနှင့်ကျွဲတို့ဤထူးဆန်းသောတိုက်ပွဲကြီးကိုထယောသားတို့ကကြံ့ကြံ့ဖန်ဖန်စီစဉ်ခဲ့ကြလေသည်ငွေမောင်းနှင့်ဂါးကြီးတို့သည် လူများကခေါင်းတဲမောင်းနှင့်၍သာခက်ရန်ဝှေ့ရန်စောင့်နေရတော်လဲမဝှေ့လိုကြဟန်ဖြင့်အင်တင်တင်လုံနေကြသည်အထူးသဖြင့်ဂါးကြီးသည်ငွေမောင်းကိုအေးမလုသလိုလိုအဖက်မတန်သလိုလိုနှင့်ဂယုမဆိုင်နိုင်အောင်ရှိလေသည်ဤသို့နေရာမှာ ငွေမောင်းသည် မထင်မပဲဂါးကြီးကိုညာဘက်လက်ပင်သို့ဝှေ့လေသည်ဂါးကြီးသည်မထင်မပဲအဝှေ့ခံရ၍ဘုံငနေရုံမထွက်နိုင်မဲလက်ပင်ကြီးလိန်ကစောင်းကန်စောင်းကန်ဖြင့်ခံရလေသည် အတန်ကြာခံနေရ၍တော်ကလေးကြားမှ ခေါင်းချင်းဆိုင်ကခတ်နိုင်လေသည်ဂါးကြီးလက်ပင်တွင် ပေါက်ပြဲကသွေးများထွက်လာလေသည်ဂါးကြီးသည် အတိုးချအညိုအတေးနှင့်ငွေမောင်းနှင့်ခေါင်းချင်းဆိုင်ကတပြောင်းပြောင်းနှင့်ခတ်လေတော်သည် ငွေမောင်းသည်ဂါးကြီးစိတ်ကြိုက်ခက်ခွင့်မပေးဘဲဥโจဖြင့်ဖိနှိပ်ထားလေသည်ငွေမောင်း၏ဂျိုသည်ရှေ့ဘက်သို့ငေါထွက်နေ၍ချုံထက်နေသည်ဖြင့်အလွန်စူးရဲလေသည်ငွေမောင်းသည်အလျားကောင်းထောင်ကောင်းသောတံမာတောင်တင်းသည့်နွားတကောင်ဖြစ်ပေရာဂါးကြီးသည်သူထင်သလိုခက်ခွင့်မသာဘဲအဖိခံထားရလေသည်ဂါးကြီးခတ်သောဒံယာဒံချက်တို့သည်မပေါက်မပြဲဘဲအဖူကြီးအတီးကြီးများထလာလေသည် ငွေမောင်းဝှေ့သောဝှေ့ချက်တို့သည်ကထိလေရာတွင်ပောက်ပြဲ၍သွေးများဒလဟောထွက်၍လာသည်ကျွဲရေကွန်သည်ပား၍ပြောင်တင်းနေသဖြင့်ကွဲလွယ်ပောက်လွယ်လေသည်နွားရေကွန်သည်ထုထဲပြင်တွဲနေပြီးအမွှေးများထူနေ၍ဗျုံကနေမပေါက်ဘဲအသီးများထလာလေသည်ဂါးကြီးသည်သူထင်သလိုခတ်၍မရဘဲပောက်ပြဲသောဒဏ်ရာများကလည်းနာကျင်လာလေသည် ထိတ်ချင်းထိ၍တွန်းရာတွင်ဂါးကြီးကဥကောင်းခွန်ကြီးဖြင့်တွန်းထားရပြီး ငွေမောင်းကဥโจဖြင့်ထောက်၍တွန်းထားသဖြင့်တပန်းတာနေသည်အားဖြင့်ဖီတွန်းနိုင်ဥကောင်းထိတ်ဝဲမခံမရက်နိုင်အောင်နာလာသည်ထို့ကြောင့်နောက်သို့ဆုပ်ပေးရလေသည်ဤချက်ကိုတည်သောငွေမောင်းကလည်းအတင်းဖြစ်၍တွန်းလေသည်နောက်ဆုံးတွင် မခံနိုင်၍ဂါးကြီးသည် နောက်သို့ဆုပ်နေရမှစက္ကနေဥကောင်းလှဲ့ကပြေးလေသည်တဘာဝမကြသည်ကိုဆက်ဆက်ဆော့ဆော့စီစဉ်ခဲ့သော အလန်နီတို့သည်လည်း လောင်ကြီးနှစ်တောင်ရှုံးနေတော့သည် အခြားကျွဲခတ်ကောင်းသည်တိုက်ကျွဲကောင်းကောင်းနှင့်နွားကိုတိုက်လျင်မြီးတို့အနိုင်ရှုံးဖြစ်မည်ကို မပြောတတ်တော့လဲမူပင်မြို့နယ်ထျော်ပေချောင်းရွာတွင်ကျင်းပခဲ့သောဂါးကြီးနှင့်ငွေမောင်းတို့တိုက်ပွဲကနွားဗံမှအနိုင်ရခဲ့သည်မှာအထင်ရှားဖြစ်ရက်တစ်ခုပင် ဖြစ်ပေတော့သည်